ဘာဖြစ်လို့ဒီစနစ်တွေဒီအဘိဇာပြပါဒချိနမိတ်တဥဒိစ္စကိုကိုစားဝိသကိစ္စာဆိုတဲ့ဒီနိဝရဏတရားတွေကိုဖယ်ရှားပြရမလဲလို့ဆိုရင်နိဝရဏဆိုတာစေတသောဥပိတ်ကိလေသာစိတ်ကိုညင်နွမ်းစေတတ်တယ်စိတ်ကိုပူပန်စေတတ်တယ်စိတ်ကိုနှိပ်စက်တတ်တယ်သူတို့ဖြစ်လာရင်စိတ်မချမ်းသာဘူးနော်စိတ်မချမ်းသာဘူးစိတ်ဆင်းရဲလာတယ် ဲ့ဒါကိုယ့်ကကိုယ်ဟုတ်မဟုတ်ကိုယ့်ကိုယ်စဉ်းစားကြည့်နော်ဓာရီဖြစ်လို့စိတ်ချမ်းသာတာလားစိတ်မချမ်းသာတာလားတော့မဟုတ်စိတ်ညင်နွမ်းတာလားစိတ်ဖြူစင်တာလားကိုယ့်ကကိုယ်လက်တွေ့ကျင့်သုံးကြည့်ပြီးတော့ပညာရထုတ်ပလီကရဏီတဲ့ဓာရီဖြစ်လာလို့ရှင် အသိပညာလည်းအပြော့သွားတယ်မိမ့်မိတ်သွားတယ်ဒီလိုဆိုလို့ဒါကြောင့်မလို့အဲ့ဒါတွေကိုဖယ်ရှားရမယ်ရသော်ဘုရားကဥပမာတွေနဲ့ဟောထားတယ် ကာမိဆန္ဒဘာဖြစ်လို့ဖယ်ရှားပြစ်တဲ့နလဲဆိုလို့ရှိရင်ကာမိဆန္ဒဆိုတဲ့ဒီနိဝရဏအကျွေးနဲ့အလားတူတူတယ်လောကမှာလူတစ်ယောက်ဟာသူများစီကကျွေးတွေယူထားတဲ့လူတစ်ယောက်အနေထားတစ်ခုရှိကျွေးမပေးနိုင်ဘူးဆိုတဲ့လူတစ်ယောက်ဟာကျွေးရှင်နေကျင့်တတ်လောက်အောင်မလုပ်ရဘူးလားအေးကျွေးရှင်တဲ့ရှေ့ကြလို့ရှိရင်သူကဟိုပြပြဝတ်နေရဟုတ်ကဲ့ ကျေးအတင်းတောင်းမှကြောက်တဲ့အခါကျတော့ကျွေးရှင်တွေ့ရမှလည်းကြောက်တယ်။စကားကိုလည်းပြပြအောင်ပြောရတယ်ကျွေးရှိနေလို့ရှိရင်။သူများကျွေးမတင်တဲ့ပုံကကြတော့ဒါမျိုးတွေမလိုတော့ဘူး။အဲ့တော့ကာမိဆန္ဒဆိုတဲ့ဒီကာမဂုဏ်အယုန်ဒီပေါ်မှာတွေ့တာတဲ့လောဘရှိနေတဲ့ပုံကအရာရာမှအရှုံးပေးနေ။ဟုတ်တယ်။ဒီဟာလောဘကြီးတဲ့လူကအရှုံးပေး။ ဒါကြောင့်မို့လောဘကြီးရင်စကားချိုးတဲ့စကားကိုချိုးပြောနေတာမချိုးခြင်းပဲနဲ့လဲချိုးနေတာလောဘကြီးတော့စကားချိုးအဲကာမိဆန္ဒဆိုတာကျွေးနေအလားတန်တူတယ်တဲ့ကျွေးတင်နေတဲ့လူတယောက်ဒီဒီကျွေးရှိနေသေးတယ်များကာလပတ်လုံးစိတ်မအေးရဘူးကျွေးတွေကိုချေးလက်အောင်ပေးပြီးတော့လုံငန်းအောင်မြင်လို့ကျွေးတွေလည်းအကုန်အောင်ဆက်နိုင်ပြီသူများကျွေးတွေမရှိဘူးဆိုတော့မှလက်မထောင်နိုင်တယ် အဲ့ဒါလိုပဲဘုန်းကြီးတို့တွေကာမိဆန္ဒဆိုတဲ့နိဗ္ဗာန်တရားကိုစိတ်ထဲကနေဖယ်ရှားပြစ်လိုက်ဖယ်ရှားပြစ်လိုက်လို့ရှိရင်ကြွေးကင်းသွားတဲ့လူရဲ့ဝမ်းသာမှုမျိုးခံစားရမယ်လို့ဒီလိုပြောနော်ကြွေးကင်းတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးကိုအဲ့ကြမှာရအဲ့ဒါမဟုတ်ရင်မရဘူးကြွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲအရာရာမှာအရှုံးပေးနေရအရာရာမှာရှုံးပေးနေရတယ် နောက်တစ်ခုဇာပါဒဆိုတာတော့ဘာနဲ့တူတုံးဆိုရင်ယောဂနဲ့တူတယ်။ယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တရားဟောလေးကြည့်။တွင်လည်းစားလို့မကောင်းဘူး။စိတ်ထဲမှာလည်းမပျော်ဘူး။ဟောယောဂရှိနေပြီဆိုလို့ရှိရင်ဘယ်ဟာမှအရသာမရှိတော့။စိတ်ဆိုးနေတဲ့လူတယောက်ကလည်းအဲ့တိုင်ပဲဘာမှမထူးနော်။ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တရားကဲကလေးလေးတွေစိတ်ကောက်နေရင်တွင်စားရလား။စားဘူး။စားဘူးနော်။ နေမကောင်းနေတဲ့လူရောထမင်းစားရလားမစားပါဘူးအဲခိုးစားတာကြတော့လူမသိမှမသိတာနော်အဲသို့တော့နေမကောင်းတဲ့ပုဂ္ဂိုလ်ထမင်းမစားခြင်းလို့ပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်လည်းအစာမစားခြင်းမဟုတ်ကလားစားရင်လည်းမမြိတ်ဘူးဒီလိုဖြစ်တာဟုတ်အဲ့ဒါကြောင့်မို့လို့ဖြာပါရဆိုတာစိတ်ကိုဖောက်ပြားသွားစေတယ်လို့ယောဂနဲ့အလားတူတူတယ်အေးယောဂပြောင်းလို့ကျမ်းမာလာတဲ့ပုဂ္ဂိုလ်တယောက်ထမင်းလည်းစားခြင်းလည်း စားတဲ့အခါမှာလည်းရတာရှိတယ်ဟောယောဂမရှိတဲ့ပုဂ္ဂိုလ်ကကျမကြီးကောင်းလာပြီဆိုရင်ဘာစားစားရတာရှိရတာရှိတော့ဝမ်းတာယောဂဖြစ်တုန်းကစိတ်ညစ်ရတယ်ယောဂလည်းပြောက်ရောဟိစားလို့ကောင်းသမင်းနေလည်းစားလို့ကောင်းပြီဆိုပျော်ရတယ်လို့ပဲတဲ့ပြာပါဒဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်လို့ရှိရင်လေကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့ပျော်ရွှင်မှုမျိုးပျော်ရွှင်ရမှာပါတဲ့ဒါကြောင့်မို့ဒီစိတ်အညစ်အကြေးကိုဖယ်ရှားနိုင်အောင်ကြိုးစားဒီလိုဆိုတာเนาะ ောနောက်တစ်ခုကခိနမိတ်တာဆိုတာဘာနဲ့အလားတရံတူတုံးဆိုရင်ထောင်ကြီးနဲ့အလားတရံထောင်ချနေတဲ့လူတယောက်ဟာဘာပွဲလန်းတဲ့ပင်ရှိရှိသူပါဝင်ခွင့်ရရဲ့လားမရပါဘူးခင်ဗျာအေးတိတ်ပြောနေတဲ့ပုဂ္ဂိုလ်ကဘယ်တရားပွဲမှမရောက်ဘူးဘယ်တရားစကားမှလည်းသူမကြားလိုက်ရဘူးအိတ်ပြောနေလို့ရှိရင်ဟုတ်ကဲ့လားမှန်ပါပါခင်ဗျာအေးအိတ်ချင်နေတဲ့ပုဂ္ဂိုလ်ကစကားကောင်းကောင်းနဲ့လွတ်သွားတာပဲ ငယ်ရောကြားဘူးတယ်ပြောကြတာဆရာတော်ကြီးတစ်ပါးတရားဟောရင်ဟောတာတမန်ရှေးတုန်းကတော့ဇပ်ပွဲတွေဇပ်ပွဲတွေကသူကခစ်စားတာခုခေတ်တဇပ်ပွဲတွေကသိမခစ်စားတော့ဘူးတမန်အဲဇပ်ပွဲတွေလူတွေကညာလုံးမောက်ဇပ်ပွဲကြည့်တာဟုတ်တညာလုံးဆိုတော့ပြင်းစရာအကောင်းဆုံးကဘာတော့ဆိုလို့ဖြစ်ရင်ဝန်ကြီးတွေစကားပြောတဲ့အခါတော့ပြင်းစရာကောင်းတာပေါ့နော် ဇာမျောနဲ့မင်းသားမင်းသမီး trust မှ तू ကတခြင်းဆိုတာတို့ဘာတို့ဒါတော့ပဲ तू ကစိတ်ဝင်စားတာဟုတ်အဲ့တော့တက္ကမကြီးတယောက်ကဝန်ကြီးတွေစကားထွက်နေတဲ့အချိန် तू ကအဲ့လဲအဲ့ချင်းမင်းသားထွက်တဲ့အခါကျတော့လေလွတ်သွားမှဆိုတော့သူနာလူတွေကိုလက်တို့ပြီးတော့မှားတာအသက်ထွက်ရင်ပြောသားမှာအသက်ဆိုတာဘာလို့ပြောတာတုံးလို့ဆိုတော့တသက်စိန်ကိုပြောတာကဲအသက်ထွက်ရင်ပြောသားမှာတဲ့ အခုလည်းပဲအဲ့လိုဟာမျိုးလည်းရှိမှာပဲဇာကြည့်တဲ့အခါမှာနော်တကယ်ရင်ချိန်တော့အိတ်မပေါ်လေအဲအသက်ထွက်ရင်ဘယ်လိုလုပ်ပြောမလဲကိုကြိုက်တာကြတော့အဲ့လိုကြည့်ချင်အဲ့ဆိုလိုတာကဌိနမိဋ္ဌာဆိုတာလေတွမ်းမိုးနေမယ်ဆိုရင်ဘာမှတိလိုက်မှာမဟုတ်ဘူးတဲ့လူဟာအိတ်မောကြနေတဲ့အခါမှာကောင်းတာတွေဆိုလည်းမတိလိုက်ဘူးတန်လျာကြီးတဲ့မှာဒီလိုအိတ်မောကြနေတဲ့လူညဦးနာလေအိတ်မောကြတဲ့ အကောင်းတကောင်ကြားဘူးတယ်မဟုတ်လားဘာတဲ့တုံးအေးကာလနဂါကာလနဂါဘုရားတဆူပွင့်သွားလိုက်သူကအိပ်ပျော်သွားလိုက်ဘုရားတဆူပွင့်လိုက်ရွှေခွဲမျောတဲ့အခါမှာရွှေခွဲချင်းတိုက်လို့တဲ့နော်အဲ့ဒါလို့အိမ်မောချနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတစ္ဆာလေးပါးတရားဘယ်လိုလုံးနာခွင့်ရမှာလဲအဲ့တော့ထောင်ကြနာနဲ့မတူဘူးလား ဒါကြောင့်မလို့ဌိနမေတ္တာကိုထောင်လို့နိုင်ရှင်ပြီးတော့မြတ်စွာဘုရားဟောတာထောင်နေရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘလောက်ပျော်စရာကောင်းတဲ့ပွဲသမင်းနေဖြစ်ဖြစ်သူခံစားဝတ်မရှိဘူးအေးထောင်ကလွတ်လာပြီဆိုလို့ရှိရင်ပျော်စရာတွေအားလုံးသူခံစားရပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဟောအဲ့ဒီလိုဌိနမေတ္တာကိုပယ်ရှားလိုက်နိုင်မယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်စရာကြီးကျုံလာမှာလေဒီလိုပြောတာနော်နောက်တစ်ခုကဘာလို့ဆိုရင်ဥဒိစ္စခုတ်ကုတ်စာ အဲ့ဒါကကျွံ့ဘဝနဲ့အနာဒရန်တူတယ်စိတ်တွေလေးနေတာတို့တန်တရားတွေစိတ်တွေလေးပြီးတော့စိတ်ပူပန်နေတာကျွံ့ဘဝနဲ့အနာဒရန်ကျွံ့ဘဝဆိုတာဘာမှမလွတ်လပ်ဘူးအရှင်သခင်နေခိုင်းတာပဲလောက်ရတယ်သူ့ကတူမပိုင်ဘူးကိုယ်ကမပိုင်ဘူးမပိုင်တဲ့ဘဝမှာဆိုရင်ဘာမှခံစားနိုင်ွက်မရှိဘူးပေါ့သူ့မှာခံစားွက်မရှိဘူးအဲ့ဒီလိုပဲဥဒိစ္စကုက္ကုစတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဘာတရားရဲ့အရာသာမှခံစားရမှာမဟုတ်ဘူးလေမလွတ်လပ်တဲ့ဘဝစိတ်ရဲ့ခြေကျုံဖြစ်ပြီးတော့ဒီလွတ်ပြန်ပြီးတော့နေတဲ့အာယုန်ရဲ့အရာသာဘာမှလည်းသူမခံစားလို့ရဘူးစိတ်ရဲ့ပူပန်မှုတွေကုတ်ကုဆတွေဖြစ်နေသည့်အတွက်ကြောင့်ကျွန်တရားဟာလွတ်လွတ်လပ်လပ်ကိုယ်ဆန္ဒအတိုင်းဘာမှလုံနိုင်ခွင့်မရှိတယ်လို့ပဲဒီဩဒိဆာကိုယ်ဆတွေလွှမ်းမိုးနေတဲ့စိတ်ဟာလေဘာမှအနှစ်သာရအသိလိုက်မှာမဟုတ်ဘူးလေ ေးဥဒိစ္စအကျုံးမွားကလွတ်လာပြီးကိုယ့်ကိုပိုင်လာပြီးဆိုတဲ့ပုံကိုကြတော့ကိုယ့်ကိုရွေးချယ်လာပြီးတော့ကောင်းတို့ရဲ့အရာတွေသိရှိလာတယ်ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဥဒိစ္စကိုယ်ကိုစလို့ဖယ်ရှားပြစ်လိုက်ရင်လည်းအဲ့ဒါလိုဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ပေါ့နောက်တစ်ခုကဝိသိကိစ္စကဘာလဲလို့ဆိုရင်ကန္တာရခီးကြီးနဲ့လာသရံတူတယ်ကန္တာရခီးကြီးကိုရှေးတုန်းကတွားတဲ့အခါ ဒီတိုင်းလက်ကြည့်သွားတာမဟုတ်ဘူးရွှေတို့ငွေတို့ကြီးတွေနဲ့သွားတာရွှေတို့ငွေတို့ကြီးတွေနဲ့သွားတော့ဒီကန္တရာခကြီးကြီးဆိုအမြဲတမ်းအန္တရာယ်များတယ်လူဆိုးတွေအခိုးတွေဓမြတွေရှိနေအဲ့ထဲသွားရတယ်ဆိုအမြဲတမ်းအန္တရာယ်ကြီးတာကိုယ်ထဲမှာပန်းလာတဲ့ယရနာတွေကိုအလူခံမှကြောက်တယ်အလူခံမှကြောက်တော့အဲ့ဒီပုံကိုရဲ့စိတ်ကိုစဉ်းစားကြည့်အမြဲတမ်းတန်လျာနဲ့ဘယ်နှမ်းများတွေ့မလို့ဘယ်နှမ်းများတွေ့မလို့ဒီလိုမဖြစ်ပေဘူးလား ေကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းကုသိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်လည်းဝိသေကိစ္စရှိနေတဲ့ပုံကအဲ့လိုပဲတန်တရားတွေနဲ့သွားတယ်။ဟောငြင်းချမ်းတဲ့နေမြေခုခေတ်လို့ဆိုဖြူရောင်နေမြေပေါ့နော်။အဲဖြူရောင်နေမြေရောက်ရင်ဘာမှကြောက်စရာမလိုဘူးဆိုတဲ့ပုံကကြတော့စိတ်အေးချမ်းလက်ချမ်းမသွားနိုင်ဘူးလား။အေးဝိသေကိစ္စဖယ်ရှားပြစ်လိုက်လို့ရှိရင်ကုသိုလ်ကောင်းမှုတွေမှာစိတ်ဟာအေးချမ်းသွားတယ်ပေါ့။ဝိသေကိစ္စရှိနေရင်စိတ်ကမအေးချမ်းဘူးတန်တရားတွေလွှမ်းမိုးနေတယ်။ ဒါကြောင့်မို့လို့ဝိသကိစ္စကိုပစ္စည်းဥစ္စာတွေနဲ့ကန္တာရခရီးဆိုးကြီးကိုတွားနေရတာနဲ့အလားတန်တူတယ်လို့သက်ဆောင်ပြဒီလိုခေါ်တာအဲ့တော့စိတ်ရဲ့အညစ်အကြေးတွေဟာကျွေးနဲ့တူတဲ့ကာမေသနာယောဂနဲ့တူတဲ့ဖြာပါရထောင်နဲ့တူတဲ့ဌိနမိတ်္တကျွံဘဝနဲ့တူတဲ့ဥဒိစ္စကိုကုသကန္တာရခရီးကြီးကိုတွားရတာနဲ့အလားတန်တူတဲ့ဝိသကိစ္စ အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်။အဲ့ဒါတွေကိုမဖယ်ရှားဘဲနဲ့နိဗ္ဗာန်ကိုရတဲ့ပုဂ္ဂိုလ်လောကတရားအောင်မှာမရှိဘူး။နော်။ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းကနေသွားတာကြီးအကုန်။ဒါဖြင့်ဗျာဝိတ္တခါခုနှစ်နှစ်သမီးလေးတွေဘုရားတရားဟောတာရဟန္တာဘာဖြစ်သွားတယ်ဆိုတာရောဒါတွေမဖယ်ရှားဘဲနဲ့ဖြစ်သွားတာလားဘယ်ဟောမှဒါတွေဖယ်ရှားသွားတာ ဒါတွေမဖယ်ရှားမင်းနဲ့သစ္စာလေးပါမမြင်နိုင်ဘူးနိဗ္ဗာန်ဆိုတာလည်းမမြင်နိုင်ဘူးဟုတ်ကဲ့လားသစ္စာလေးပါဆိုတဲ့အချိန်မှာနိဗ္ဗာန်ပါတယ်လေနိဗ္ဗာန်ပါတယ်နိဗ္ဗာန်ကိုမြင်မိုးရသစ္စာလေးပါမြင်မှာအဲ့ဒါကြောင့်မလို့ဒါတွေကိုမဖယ်ရှားနိုင်ပဲနဲ့ကြီးကြီးလင်းလင်းပြီးပြီးပြင်းပြင်းမြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မလို့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားရမှာဖြစ်တယ်လို့ စိတ်ရဲ့အငြိအကြေးများကိုဖယ်ရှားခြင်းဤဝရဏတရားတွေကိုဥတည်ပြီးတော့ဟောကြားတဲ့စိတ်ရဲ့အငြိအကြေးများကိုဖယ်ရှားခြင်းဆိုတဲ့ဒီတရားကို နာပြီးတဲ့အခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းတို့ရဲ့တဏ္ဍာမှာဒီစိတ်ရဲ့အငြိအကြေးတွေရှိနေသလားရှိနေလို့ရှိရင်တို့တွေဖယ်ရှားဖို့ကြိုးစားရမှာ ဖြစ်တယ်ဖယ်ရှားတဲ့ဤစနစ်တွေကိုမှတ်သားပြီးတော့လုံးဝမဖယ်နိုင်လို့ရှိရင်လည်းအပြော့တော့ တဖြည်းဖြည်းချင်းပါတော့အောင်ဒီအညစ်အကြေးတွေတို့ဖယ်ရှားမှာလို့ကိုယ်စီကိုယ်စီသဘောကြပြီးတော့စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း